မင်္ဂလာပါရှင်ဒီနေ့ဆက်ပြီးရှင်းပြပေးမှာကတော့အထမရင်တင်ချာအတွေ့အကြုံအခန်းချင်းချစ်တသမငါရရှင်နယ်ကင်းညာပေါင်းချင်းလက္ခဏာတူသောရရှင်နယ်ကင်းညာပေါင်းချင်းဒီတစ်ခါဆရာမတို့ကလက္ခဏာတူရဲ့ရရှင်နယ်ကင်းလေးကိုပေါင်းမယ်ဟုတ်ပြီနော်အဲ့တော့နံပါတ်7မှာကအပောင်းရရှင်နယ်ကင်းညာကိုပေါင်းမယ်အပောင်းရရှင်နယ်ကင်းအပောင်းရရှင်နယ်ကင်းတွေကိုပေါင်းမှာဖြစ်တယ်အဲ့ခါကျတော့ဆရာမတို့ကဒီမှာပုံလေးနဲ့ပြထားတာရှိရယ်ကင်းမြင့်မှာမှာပေါ့နော် အဲ့တော့ဒီကနေဒီထိကဒါ A ဒါကကြတော့ B သူတို့နှစ်ခုကအပေါင်းတာရှိနေခင် A ရလဲအပေါင်း B ရလဲအပေါင်းမှတ်ပြီနော်အဲ့ခါကြတော့ဒီ A နဲ့ B တို့ဒီအပေါင်းတာရှိနေခင်များဖြစ်ကြလေရင်ပေါင်းလက်ဒီ A+B ဖြစ်တယ် ါပဲเนาะအဲ့တော့ဥပမာဆက်မလို့တာက1ဒီလမ်းမှာကတဝဲလောက်ရှိမယ်ဆိုတော့1 2မိုင်2လို့ယူဆမယ်ဒီဘက်က1မိုင်2ဒီဘက်က1 2ဆိုတော့2 1မိုင်2ပေါ့เนาะ B သူတို့နှစ်ခုကလက္ခဏာ2တယ်ဆိုတော့အပေါင်းရာရှင်ရဲ့ gain တွေဖြစ်တဲ့အတွက်ကြောင့်မလို့1 1မိုင်2 2 1မိုင်2ဆိုရင်သူတို့ရဲ့အဖြေဒီဒါတော့1မိုင်2တော့မရှိပါဘူးเนาะ40ရောက်မယ်ပေါ့အဲ့ခါကျတော့ဆက်မလို့ဘယ်လောက်ရလဲဆိုတော့2ရဲ့1ရဲ့က3 လက္ခဏာတူအောင်လုပ်လိုက်လို့ရှိရင်၄ဘိုင်း၃ဘိုင်းဆိုပြီးရမယ်အဲ့တော့ a + b ဆိုတော့တခါလေးရမယ် a + b အဲ့ဘယ်နော်အဲ့တော့ဒါကအပေါင်းရာရှင်ရဲ့ဂိမ်းလေးကိုပေါင်းတာဒါက a ဒါကကြတော့ b အဲ့ဆိုရင်ဘယ်လိုရမလဲဆိုတော့ a b ဆိုပြီးရမယ်ဒါပဲနော်နောက်တစ်ခုကနံပါတ်၄ကအနှုတ်ရာရှင်ရဲ့ဂိမ်းများပေါင်းခြင်းအနှုတ်ရာရှင်ရဲ့ဂိမ်းလေးကိုပေါင်းမယ်သူကလည်းအနှုတ် a ကအနှုတ်ဒါကလည်းအနှုတ် b ကလည်း အဲ့တော့ဟုတ်ပြီဒါဆိုလို့ရှိရင်ဒါက -a ပေါ့နော် -b ဒီလိုလေးရှိမှာပေါ့ဆရာမတို့စဉ်းစားကြည့်လို့ရှိရင်ဟုတ်ပြီလားဒါဆိုရင် a နဲ့ b တို့ဒီအနှုတ် rational gain များဖြစ်ကြလျင် a နဲ့ b ကအနှုတ် rational gain တွေဖြစ်မယ်ဆိုရင်ပေါင်းလက်က a + b ဆိုပြီးတော့ရတယ် a + b ဆိုတာဘာလဲဆိုတော့ဒီလက္ခဏာအနှုတ်ကိုရှေ့မှာထုတ်ထားတယ်အဲ့ဆရာမတို့ပေါင်းတဲ့အခါမှာသူတို့ရဲ့ပဂတိတန်ဖိုးတွေကိုပေါင်းမယ် ပဂရိတံမိုးတွေကိုပေါင်းမယ်ဟုတ်ပြီနော်အဲ့တော့ဒီဥပမာမနော် a ကတူးရှိတယ်ပဲထားပါတော့ဆရာမတို့အပိုင်းကိန်းနေလည်းမလုပ်တော့ဘူး -2 ရှိတယ်ပဲထားပါတော့ဒီဘက်ကကျတော့လေအာဒီ b ကကျတော့ -1 ရှိရလို့ထားလိုက်ဟုတ်ပြီနော်ဒါဆိုလို့ရှိရင်ဆရာမတို့ကသူတို့ရဲ့ပဂရိတန်မိုးတွေကိုပေါင်းမယ်ပြောချင်တာက -2 ဆိုရင်ပဂရိတန်မိုးက2ရှိတယ် -1 ဆိုရင်ပဂရိတန်မိုးက1ရှိတယ်ဒီတော့ဒီနှစ်ခုပေါင်းလို့ရှိရင်3ရတယ်သူတို့ရဲ့လက္ခဏာကကြတော့အနုတ်ဘက်ကိုသွားနေတာဖြစ်လို့ဒါက -3 ဖြစ်တယ်ဘာပါ့ဘီနော် အဲ့လိုလေးပဲဒါကြောင့်မလို့ဒီမှာရေးထားတယ် minus bracket of modulus of a plus modulus of b အဲ့ခါကျတော့တို့ရဲ့အဖြေကဒါ a plus b ပဲဟုတ်ပြီနော် a b ဆိုတာဒီလိုအတိတ်ပဲရတယ်ဟုတ်ပြီနော်အဲ့တော့ဆမ်းတော့ဒီခုနပြောလိုက်တဲ့လိုပဲဒါ minus 2ဆိုရင်တိရပဂရိတံပိုးက2ဒါက minus 1ဆိုရင်ပဂရိတံပိုးက1ဆိုတော့တို့နှစ်ခုပေါင်းတာတော့တို့ဒီဒါအနုရရှင်နယ်ဂိမ်းနေဖြစ်တဲ့အတွက်ကြောင့်မလို့နှစ်ခုစလုံးကအနုဆိုတော့လက္ခဏာကအနုဆိုတော့လာမယ် နံပါတ်3ကကြတော့ -1.2 +1.3 ခုနအရှင်းပြတယ်လို့ပဲပေါ့နော်သူကအနုရရှင်နယ်ဂိတ်သူကလည်းအနုရရှင်နယ်ဂိတ်အနုရရှင်နယ်ဂိတ်နှစ်ခုကိုပေါင်းမယ်အနုရရှင်နယ်ဂိတ်နှစ်ခုကိုပေါင်းတဲ့အခါမှာခုနလိုပဲစမုတ်ဒီဒီ1.2ရဲ့ပဂရိတန်မိုးနှစ်ခုကိုပေါင်းမယ်1.2 -1.2 ရဲ့ပဂရိတန်မိုးဒီ1.2နော်1.3ရဲ့ပဂရိတန်မိုးဒီ1.3 အဲ့ခါကျတော့ဆရာမတို့ဒီပဂရိတန်ဖိုးနှစ်ခုကိုပေါင်းလိုက်မယ်1.2 1.3ဆိုမှပေါင်းမယ်လက္ခဏာကကျတော့ minus ဘာလို့လဲဆိုတော့သူတို့က no rational gain တွေဖြစ်လို့ဟုတ်ပြီလားခုနကိန်းမြင့်နဲ့ရှင်းပြတဲ့အထက်မှာပါပြီးပါပြီအဲ့တော့ကိန်းမြင့်နဲ့ရှင်းပြတဲ့အထက်မှာဒီဥပမာဒါ0ရှိမယ်ဒီကရင်ဒီဘက်ကိုသွားတဲ့ဒါ1.2ဒီဘက်ကရင်ဒီဘက်ကိုသွားတဲ့ဒါက1.3 ဒါဥပမာအနေနဲ့ပဲဆွဲတာနော်အဲ့ခါကျတော့ပဂရိတန်မိုးတွေပေါင်းမယ်ဒါ1.2 1.3ဆိုတော့ဒီကနေဒီ ठी ကသူတို့ပေါင်းလို့ရတယ်ပေါင်းလဲအဲ့တော့လက္ခဏာကအနုဆိုပြီးတော့ထည့်ပေးမယ်ပဂရိတန်မိုးနှစ်ခုပေါင်းမယ်သူတို့ရဲ့လက္ခဏာနှစ်ခုရဲ့နှစ်ခုစလုံးကအနုရရှင်နဲ့ဂိမ်းဖြစ်လို့အနုဆီမှလာထည့်ပေးမယ်ဒါမျိုးနော်နံပါတ်3မှာကျတော့လက္ခဏာမတူတော့ရရှင်နဲ့ဂိမ်းနှစ်ခုပေါင်းခြင်းဒီတစ်ခါလက္ခဏာမတူတော့ဘူး လက္ခဏာမတူတဲ့ rational gain နှစ်ခုကိုပေါင်းမယ်ဆိုတော့ဒီက0ကနေပြီးတော့ဒီဘက်ကိုလာတဲ့ a a က anno rational gain ဒါကကြတော့ b ကအပောင် rational gain ဒါညာဘက်ကိုအများကလေးကြည့်မယ်များကညာဘက်မှာရှိနေလို့ရှိရင်ဒါအပောင် rational gain များဒီဘက်မှာရှိနေလို့ရှိရင်သူက anno rational gain ဟုတ်ပြီဒါဆိုသူက anno သူကအပောင်လက္ခဏာမတူဒါ g7 မှာလည်းပဲဒီလိုနှုတ်တာတွေပါပြီးသားဒီတော့ဒီနှစ်ခုကိုပေါင်းလိုက်လို့ရတာဒီဒါ a+b ဒီနာရီရမယ် ဟုတ်ပြီနော်အဲ့ခါကျတော့ဒီနောက်မှာရှင်းရင်းတဲ့ကလေးတို့ရသွားမှာပါဒါကကျတော့လက္ခဏာမတူတဲ့ rational gain နေပါမယ်နောက်တစ်ပုံဝင်ကြည့်အောင် ဒါက0ကနေ a ဒီဘက်က minus ဘက်ကိုလာတဲ့အတွက်ကြောင့်မလို့သူက no rational game ဒါကကျတော့အပောင်းဘက်ကိုသွားတာဖြစ်လို့အပောင်း rational game အပောင်း game ပေါ့နော်အဲ့ခါကျတော့ဒီလက္ခဏာမတူတဲ့ game နှစ်ခုပေါင်းလို့ရတယ်ပေါင်းလက်တီဒီမှာရှိမယ် a b အဲ့ခါကျတော့သူ့ရဲ့မြားကောင်းကဒီဘက်မှာရှိနေတယ်အဲ့တော့သူရတဲ့ဖြည်ဒီအနုနဲ့ရတယ်လို့ပြောချင်တာဟုတ်ပြီနော် minus နဲ့ရတယ်လို့ပြောချင်တယ်အဲ့တော့ဒါက minus တန်ဖို့ဖြစ်ပြီးတော့အပေါ်ကပုံမှာကျတော့ပေါ်က game ကြီးမှာနည်းနည်းလေးပြန်ကြည့်လိုက်မယ်သူတို့ကိုသူတို့နှစ်ခု ပေါင်းလို့ရတဲ့အဖြေကဒီမှာအပေါင်း rational gain ရတယ်။ဘာကြောင့်မလို့လဲဆိုတော့ဒီမှာအပေါင်းကရှိနေတာ။အပေါင်းကပို့ပြီးတော့ရှိနေတယ်။ညာဘက်သွားတယ်၊ gain မြင့်ကပို့ပြီးတော့ရှိနေတယ်။အဲ့ဒါကြောင့်မလို့ဒါဒီအပေါင်း rational gain ဖြစ်တယ်။ဒါလေးကအပေါင်းဖြစ်လို့ဒါပေမဲ့ညာဘက်ကိုသွားတယ်။ညာကောင်းနေညာဘက်ကိုသွားတယ်။ဘာကြောင့်ညာဘက်ကိုသွားရလဲဆိုတော့အဲ့ဒီကအပေါင်း rational gain ကပို့ပြီးတော့ကြီးတယ်။ဒီမှာကျတော့အနုတ် rational gain က A ဆိုတဲ့ဒီ gain ကပို့ပြီးတော့ကြီးတာ။ဟုတ်လား။ ဲ့ခါကျတော့ကျွန်တော်တို့ရတဲ့အဖြေဒီအနုနဲ့ရမယ်ဆိုလို့သိရပါမယ်အဲ့တော့ကြည့်ရအောင်လက္ခဏာမတူသော rational gain နှစ်ခုပေါင်းလေလက္ခဏာမတူဒီအပေါ်အတိုင်းပဲအဲ့ဒီလက္ခဏာမတူတဲ့ rational gain နှစ်ခုပေါင်းမယ်ဆိုရင်ကြီးတဲ့ပဂရိတန်ဘူဒီမှာကြီးတဲ့ထဲကနေငယ်တဲ့ပဂရိတန်ဘူနှောက်မယ်ရှားလက်ခြင်းပဂရိတံဘူကြီးသောကင်ဤရလက်ကိုလက္ခဏာကိုထည့်မယ်အဲ့တော့ဆမရပဂရိတံဘူပဲနှုတ်ပါ လက္ခဏာမတူတဲ့ရရှိနေကဲနှစ်ခုပေါင်းမယ်ဆိုရင်ကြီးတဲ့ဗဂရိတန်ဖိုးမှငယ်တဲ့ဗဂရိတန်ဖိုးနှုတ်ပြီးတော့မှရလက်တွင်ဗဂတိတန်ဖိုးကြီးတော့ကင်ဤလက္ခဏာထဲအဲ့တော့အပေါင်းနဲ့အနှုတ်နဲ့ဖြစ်နေလို့ရှိရင်လက္ခဏာအပေါင်းရဲ့အနှုတ်ရဲ့ဖြစ်နေလို့ရှိရင်သူနှုတ်လိုက်မယ်ကြီးတာထဲကငယ်တာအောင်နှုတ်မှာပဲအဲ့တော့ဒီမှာလည်းပဲဒီလိုနှုတ်လိုက်တဲ့အခါမှာကြံ့နေတာဒီအပေါင်းလက္ခဏာအနှုတ်လက္ခဏာတွေရတယ်အဲ့ဒါတော့ကြီးတယ်ပဂရိတံမိုးကြီးရဲ့ဒီကိန်းရဲ့လက္ခဏာကိုယူမယ်ဟုတ်ပြီနော် တော့ဥပမာလေးကိုတွေ့ရင်တွေ့ရင်လည်းကလေးတို့ကရသွားမှာပါဒီမှာလည်းပဲကြည့်လိုက်မယ် -5/2 7.3ခုနကကိမြင့်ပေါ်မှာပြထားတဲ့အတိုင်းပါပဲဆရာမတို့ဥပမာပေါ့နော်ဆရာမကကိမြင့်လေးနဲ့တစ်ချက်ဆွဲပြလိုက်မယ်ဒါဆိုတည်သွားမယ်ဒါ0 7.3ကဒီဘက်ကိုလာမယ်နော်7.3ကဒီဘက်ကိုလာမယ်အဲ့ဒီကနေပြီးတော့ဆရာမတို့ကလက္ခဏာမတူတဲ့ခါကျတော့နှုတ်မှာဆိုတော့5.2ကဒီကနေပြီးတော့မှဒီသူ့ရဲ့အများကောင်းစိတ်ကနေပြီးဒီဘက်ကိုလာမယ်ဒါ5.2အဲ့တော့သူ့ကိုနှုတ်လိုက်လို့ရှိရင်ဆရာမတို့ရရာဒီဒါလေးရမယ် အဲ့ဒါလေးရမယ်ဟုတ်ပြီနော်အဲ့ဒါဘာကြောင့်မလို့သူအပေါင်းလက္ခဏာရလဲဆိုတော့ဂျီကင်းကပို့ပြီးတော့ဂျီနေလို့ကိမင်းကပို့ပြီးတော့ဂျီလို့ဟုတ်ပြီနော်အဲ့ကိမင်းကိုဆီယမားကဒီလိုဆွဲလိုက်လို့ဒီလိုမဟုတ်ဘဲနဲ့ဘယ်လိုဆွဲလို့ရသေးလဲဆိုတော့အရင်ဦးဆုံးဆီယမားက5.3ကိုဆွဲလိုက်မယ်ဒါ5.3 Oh sorry 5.2 5.2အနောက်ဘက်ကိုသွားတယ်ဒီကနေပြီးတော့မှဆီယမားတို့ဒီဘက်ကိုသွားတယ်7.3ဟုတ်ပြီဒါဆိုဒါအဖြေပေါ့ဒီလက်ကျန်လေးကအဖြေပေါ့ ဟုတ်ပြီလားဒီလိုဆွဲတာပိုလွယ်တယ်ပေါ့ဒါတော့ပို့ပြီးတော့လွယ်မယ်မြင်တာတယ်ပေါ့လေ5.2ကိုအရင်ဆွဲလိုက်တယ်ပြီးတော့မှ7.3ရအပေါင်းဖြစ်နေတော့ညာဘက်ကိုလာတယ်ရတဲ့အဖြေကဒီမှာရပြီအဲ့တော့ဘာလို့ရလဲဆိုတော့အပေါင်းလက္ခဏာရတယ်ညာဘက်ကိုသွားနေတယ်ကင်းမြင်းကိုဒီမှာမြင်လေရတယ်ဟုတ်ပြီနော်အဲ့ဒါကြောင့်မလို့ဒီများလေးအတိုင်းပဲဆိုရင်တော့ဆရာမတို့ရတဲ့အဖြေဒီအပေါင်းလက္ခဏာနဲ့ရမယ်အဲ့ဒါဘာလို့ကြည့်ပြီးပြောလဲဆိုတော့ကြီးတဲ့ကင်းရဲ့လက္ခဏာကိုတက်မယ်အဲ့ဆရာမတို့မှတ်ထားပါလေလက္ခဏာမတူဘူးဆိုရင်လုံမယ် လက္ခဏာမတွေ့ရင်နှုတ်မယ်ကြီးတဲ့ဂင်းရဲ့လက္ခဏာကိုတက်မယ်ပြောချင်တာတော့ကြီးတဲ့အာဒီ rational gain ရဲ့လက္ခဏာကိုတက်မယ်ဒါကြောင့်မလို့ဆိုတော့ကြီးတဲ့ gain တွေကနဲ့ငယ်တဲ့ gain ကိုပဲနှုတ်မှာပဲဟုတ်ပြီနော်သူတို့ရဲ့ပကတိတန်မိုးဆိုရင်တော့7.3နောက်တော့ -5/2 ရဲ့ပဂရိတ္တမိုးက5/2ဆိုတော့ပဂရိတ္တမိုးအချင်းချင်းနှုတ်မယ်အဖြေက2.1 ဟုတ်ပြီလားအော်ဒီမှာပေးထားပါတယ်5.2ကဒီမှာ5.2ရမယ် modular ဆို7.3က7.3ရမယ်7.3ဒီ5.2ထက်ကြီးရဖြစ်တဲ့အတွက်ကြောင့်မလို့ကြီးတဲ့ gain ရနေငယ်တဲ့ gain ကိုနှုတ်မယ်လက္ခဏာကကြတော့ကြီးတဲ့ဒီပဂရိတန်မိုးအာဒီကြီးရ7.3ကအပေါင်းဖြစ်နေတဲ့အတွက်ကြောင့်မလို့လက္ခဏာအပေါင်းဆိုတော့အဖြေက2.7ဥပမာ3က minus 7.7.4 plus 5.8အဲ့တော့လက္ခဏာမတူလက္ခဏာမတူဘူးဆိုရင်လက္ခဏာမတူရင် no ကြီးရဲ့ပဂရိတံမိုးရှိတဲ့ gain စီကကြီးတဲ့ပဂရိတံမိုးရှိတဲ့ rational gain ပေါ့နော် rational gain ရဲ့လက္ခဏာကိုတက် ဟုတ်ပြီဒါဆိုရင်ဒီနှစ်ခုမှာဘယ်ဟာကြီးလဲဆိုတော့ဆရာမတို့အရင်ဥဆုံးပိုင်းချိန်ကြီးကြည့်မယ်သူတို့ပေါင်းပေါင်းတော့ဖို့ဆိုရင်ပိုင်းချိန်ကြီးမယ်အဲ့တော့ပိုင်းချိန်ရတယ်မှာ၈ဆိုတော့သူ့ကို၄နဲ့နှစ်နဲ့မြောက်၄နဲ့လီ၈၈၈၈၈၈၈၈၈၈၈ဆိုတော့၈ပိုင်း၈ပိုင်းတူသွားပြီဆိုရင်ဒီမှာပိုင်းဝေကိုကြည့်တော့ဒီကိန်းကပို့ပြီးတော့ကြည့်တယ်ဒါဆိုရင်ဆရာမတို့ရမယ်အဖြေဒီအလုံးနဲ့ရမယ်ပေါ့ ဟုတ်ပြီနော်ခြေတဲ့ခင်ရဲ့လက္ခဏာအောင်တက်မှာဆိုတော့အနှုတ်နဲ့ရမယ်ဒါကြောင့်မလို့အနှုတ်ရမှာမလို့အနှုတ်ကိုထားလိုက်မယ်ခြေတဲ့ခင်နဲ့ရနေငယ်တဲ့ခင်ကိုနှုတ်မှာမလို့ဒါလေးကို green လေးနဲ့ဒီလိုလေးရေးလိုက်မယ်ဒါဆိုဒီ14 by 8 minus 5 by 8ဆိုရင်မှာ green နဲ့ထည့်လိုက်မယ်အဲ့တော့နှုတ်လိုက်တော့14လေးက9အောင်တော့9လက္ခဏာကအနှုတ်ဆိုရလာမယ်ရပြီနော်အဲ့တော့ပဂရိတန်မိုးတွေကိုနှုတ်မှာဒါဒီ အနုတ်14ပိုင်းအနုတ်10ပိုင်း14ပိုင်းကဒါ10ပိုင်း14ပိုင်းဒါသူတို့ရဲ့ပကတိတန်ဖိုးလေးတွေရေးထားတယ်အဲ့ဒါပြီးတဲ့အခါကျတော့ကြီးတဲ့ဂိမ်းတွေကနေငယ်တဲ့ဂိမ်းကိုနှုတ်မယ်ကြီးတဲ့ဂိမ်းရဲ့လက္ခဏာကိုတက်မယ်အောက်ပါတော့ရှင်းပါ minus 6 1.3 plus bracket of minus 1 1.6လက္ခဏာတစ်ချက်ကြည့်မယ်သူကလည်းအနုတ်သူကလည်းအနုတ်အနုတ်နှစ်ခုကိုပေါင်းပါဆိုတော့လက္ခဏာတူတယ်လက္ခဏာတူလို့ရှင်းဆရာမတို့အဖြေကအဲဒီ ရလက်မှာပေါ့နော်အနှုတ်ပဲထွက်လာမှာဆိုတော့ကျွန်တော်အနှုတ်လို့ရေးလိုက်ဒါကိုရှင်းကျင်လို့ရှင်ဆရာမကိုကိမင်းလေးနဲ့ဆွဲပြလိုက်တယ်မှ0ရှိမယ်0ကဒီဘက်က1ဆိုတော့ကျွန်တော်အနှုတ်ဆိုတော့ဒီဘက်ကိုလာမယ်အရင်ဆုံး6 1 3ကိုဆွဲလိုက်မယ်ဒါ6 1 3ဒီကနေပြီးတော့ဒီဘက်ကိုထပ်ဆွဲမယ်1 1 6ဆိုတော့ဒီနှစ်ခုကိုပေါင်းလို့ရှိရင် ီလိုရမယ်ပေါ့အဲ့ဒါကြောင့်မလို့လက္ခဏာတူတယ်အနှုတ်အနှုတ်ဆိုရင်လည်းပေါင်းမယ်အပေါင်းအပေါင်းဆိုရင်လည်းပေါင်းမယ်ဒါပေမဲ့လက္ခဏာကတော့ဒီမှာဒါကလည်းအနှုတ်ဒါကလည်းအနှုတ်ဆိုဒီဘက်ရမယ်အဖြစ်ဒီအနှုတ်ပဲရမှာပေါ့ဟုတ်ပြီနော်အဲ့ဒါကြောင့်မလို့ဆရာမတို့တူလက္ခဏာအနှုတ်ရမှာဆိုလို့အနှုတ်ကိုထုတ်ထားလိုက်မယ်ပြီးတော့ဒီနှစ်ခုဘာလို့မှလဲဆိုတော့တို့ရဲ့ပဂရိတန်ဖို့ပေါင်းပေးရမယ်ဟုတ်တယ်နော်အဲ့တော့ကိမင်းလေးတွေနဲ့ရှင်းလိုက်လို့ရှင်ပို့ပြီးတော့လွယ်သွားတာပေါ့ရမယ့်လက္ခဏာဒီအနှုတ်ရမှာမလို့အဲဒီ ဆရာမတို့ကသူ့ကိုအနှုတ်လက္ခဏာကိုထုတ်ထားတယ်ပြီးတော့သူတို့ရဲ့ပကတိတန်ဖိုးနှစ်ခုတော့ပေါင်းပေးမယ်။ဒါကြောင့်မလို့ဒီလိုလေးလှုပ်လိုက်မယ်သူ့ကို63689ပုံပိုင်း19ပိုင်းအပေါင်း63689 6 9ပိုင်း9ပိုင်းကဲပိုင်းချိန်ကြီးလိုက်မယ်အနှုတ်346အပောင်းဒီဘက်ကလည်း6ဒါက9 16 24 38အဲ့တော့ဒီနှစ်ခုကိုပေါင်းလို့ရတဲ့အဖြေဒီအနော် 38အပေါင်းခွန်45ပြီးတော့မှ6အဲ့တော့သူ့ကိုအရှင်းဆုံးပုံစံပြောင်းမယ်346 35လေ45အဲ့တော့အနုနှစ်ပိုင်း55ပိုင်းဆိုတော့သူ့ကိုဆံမတော့ကင်းရောနဲ့ရေးမယ်2044 1ချင်း2ဆိုတော့ minus 7 1 2ဆိုမှရတယ်ရပြီနော်အဲ့တော့ဆံမတော့တစ်ချက်ကြည့်အောင် ဒါလေးတွေမှတ်ထားမယ်လက္ခဏာတူရင်လက္ခဏာတူရင်ပေါင်းမယ်တူတဲ့လက္ခဏာကိုတက်မယ်ခုနဆရာမတော့အနှုတ်နှစ်ခုဆိုတော့အနှုတ်နှစ်ခုကိုပေါင်းလိုက်တယ်လက္ခဏာအနှုတ်ဖြစ်နေလို့တူတဲ့လက္ခဏာကိုရေးမယ်ပေါ့နော် တူတဲ့လက္ခဏာကိုရှေ့လက္ခဏာမတူရင်နှုတ်မယ် ီးတော့ပို့ပြီးတော့ကြီးတယ်ပဂရိတံပိုးကြီးတယ်ဂိဟိုဂိရဲ့လက္ခဏာတက်ကြီးတဲ့ဂိရဲ့လက္ခဏာအပေါင်းရှိရင်အပေါင်းတက်မယ်အနှုတ်ဂိရကြီးလို့ရှိရင်အနှုတ်တက်မယ်ဟုတ်ပြီနော်ကြီးတဲ့လက္ခဏာကိုတက်ဒါပဲလက္ခဏာတွေ့ရင်ပေါင်းသူကသူအနှုတ်နှစ်ခုဖြစ်ဖြစ်အပေါင်းနှစ်ခုဖြစ်ဖြစ်ဘာမှမဆိုင်ဘူးပေါင်းလိုက်မယ်လက္ခဏာကသူကအနှုတ်နှစ်ခုဆိုအနှုတ်လာမယ်အပေါင်းနှစ်ခုဆိုအပေါင်းလာမယ်လက္ခဏာမတွေ့တော့နှုတ်မယ်ကြီးတဲ့လက္ခဏာကိုတက်ပေးမယ်ဒါတော့ပိမင်းနဲ့ရှင်းပြတော့ကလေးလိုရခဲ့ပြီဟုတ်ပြီနော်ဒါကတော့ဒီတွက်တဲ့ချိန်မြင်မြင်ဆန်ဆန်တွက်လို့ရအောင်မှတ်နေလေးပါ ဲ့တော့ဒီမှာလက္ခဏာမတူဆိုတော့ဆံနှုတ်မယ်လက္ခဏာမတူနှုတ်မယ်ကြီးတဲ့လက္ခဏာကိုတက်မယ်ဘယ်ဟာပူကြီးလဲဆိုတာလေတစ်ချက်ပြင်ကြည့်လိုက်အဲ့တော့ဆံမတို့လက္ခဏာအနှုတ်ပဲလာမှာဖြစ်လို့အနှုတ်ကိုရေးလိုက်မယ်ပြီးတော့မှလက္ခဏာမတူနှုတ်မှာဆိုတော့ဒီနှစ်ခုကလည်းနှုတ်မှာအဲ့ကြောင့်မလို့6 3 4 8 9ဆိုတော့3 9ပါ 1နောက်က6တလီ6ခွန်6ပိုင်းခုနှစ်ပိုင်းအဲ့တော့ဒီအဆင့်ကိုဆရာမတို့ချက်ချင်းမသွားသေးပဲနဲ့အနုတ်ကိုထုတ်ပြီးတော့6 3ပိုင်း2ပိုင်းအနုတ်16ပိုင်း2ပိုင်းဆိုပြီးမှတဆင့်သွားလို့ရတယ်ဟုတ်ပြီလားအဲ့ဒါပြီးမှဒီကိုသွားလိုက်ရတယ်ဟုတ်ပြီဒါဆိုဆရာမတို့ဒီအဆင့်ကလည်းဆက်ရအောင် minus သူ့တို့ပိုင်းချင်ကြည့်မယ်6အနုတ်ဒါကလည်း6အဲ့တော့3 4 6ဖြစ်တဲ့အတွက်ကြောင့်မလို့အာဒီမှာနှစ်နဲ့မြောက်ပြီးပြီဆိုတော့16 4က30နဲ့8 ဒါကခွန်အဲ့တော့ဒီနှစ်ခုကိုနှုတ်မယ်6 38ခြေခွန်ကိုနှုတ်တော့37လက္ခဏာအနှုတ်လာမယ်အဲ့တော့သူ့ကိုကင်းရောနဲ့အဖြေထုတ်65လေး30 30ဆိုတော့ကျန်တာ6ဆိုတော့ -5 1-6ဆိုပြရအောင်ဟုတ်ပြီ အဲ့တော့ဒီမှာ1.75 plus bracket of minus 2 1.4ဒါဆိုရင်ဆရာမတို့ကလက္ခဏာမကျူးနော်သူကအပေါင်းသူကနှုတ်ဒီဟာကတော့ဒါအောင်မကြည့်နဲ့သူတို့ရှေ့ရလက္ခဏာကိုကြည့်ရမယ်ဒါကအနှုတ်သူကအပေါင်းဟုတ်ပြီနော်ဒါဆိုရင်လက္ခဏာမကျွင်းဆရာမတို့နှုတ်ပေးရတော့မှာဒီအပိုင်းကိန်းနှစ်ခုနှုတ်ပေးရတော့မှာပြီးတော့မှလက္ခဏာကြည့်တဲ့လက္ခဏာကိုတက်ဆိုတော့သူက1သူက2ဆိုတော့လက္ခဏာအနှုတ်ပဲလာမှာ အဲ့မဲ့သူဒီလက္ခဏာဒီကင်းကပိုကြီးတဲ့အတွက်ကြောင့်မလို့အနုလက္ခဏာပဲလာမယ်ဆိုတော့1.75ကိုဆင်မလို့အပိုင်းကင်းပြောင်းဒါမှမဟုတ်သူ့ကိုဒသမကင်းပြောင်းပြီးတွက်ပြရမယ်အဲ့တော့သူ့ကိုဆင်မလို့အပိုင်းကင်းပြောင်းလိုက်မယ်1.75ဆိုတာ၄ပုံပုံ၃ပုံပဲဟုတ်ပြီနော်၄ပုံပုံရင်၃ပုံဆိုတော့1 4 3/4ဆိုလို့ရမယ်1 3/4လက္ခဏာမတူတော့နှုတ်တယ်ဒါကြောင့်2 1/4ကြီးတဲ့လက္ခဏာကိုတက်ဆိုတော့ဒါကပိုကြီးတဲ့အတွက်ကြောင့်လက္ခဏာအနုကိုတခါလေတက်ထားလိုက်ပြီး အဲ့တော့ minus 2ဆိုကျွန်တော်တို့က၄တက်၄၅၆ခွန်း minus 0.89အဲ့တော့နှုတ်လိုက်မယ်ကိုရီးယားခွန်ကတော့2ငါလက္ခဏာအနှုတ်2တက်၄နှစ်နှစ်နယ်လေးဆိုတော့ minus 1 minus 2ဆိုကြပြရမယ်ဟုတ်ပြီနော်နံပါတ်၄ရကြတော့ minus 5 by 7 plus 7 by 5 ဒီမှာလည်းပဲလက္ခဏာမတူဘူးလက္ခဏာမတူဆိုတော့လက္ခဏာမတူတော့နှုတ်မယ်ဒီအပိုင်းကိနှစ်ခုကိုနှုတ်ပေးရမယ်သူရဲ့ပဂရိတံမိုးတွေကိုနှုတ်မယ်ဒါပေမဲ့ဒီမှာဘယ်ကိန်းရပို့ပြီးတော့ကြီးတယ်လဲဆိုတော့ရှမလို့တစ်ချက်ပြန်ပြီးတော့စဉ်းစားကြည့်မယ်အဲ့တော့လက္ခဏာမတူတော့ရှမလို့နှုတ်လိုက်ပြီဒီလိုလေးဖြစ်မယ်ပေါ့နော်ဒါဆင်ဘယ်ကိန်းတွေရတယ်ဘယ်ကိန်းကိုနှုတ်မလဲဆိုကြီးတဲ့ကိန်းတွေရတယ်ငယ်တဲ့ကိန်းကိုနှုတ်မယ် ဘယ်ကင်းရပိုကြီးလဲဆိုတော့၅ဘိုင်း၇ဘိုင်းကပို့ပြီးတော့ကြီးတယ်။ဘာကြောင့်မလို့လဲဆိုတော့ခုံ၅နဲ့စားလိုက်လို့ရှိရင်၅တက်လီ၅နှစ်ကျန်ဆိုတော့1အာဒီ5 by 2ဆိုမှရမှာမလို့ဟုတ်ပြီလားသူက1ရှိရဲသူကတော့9ပုံပုံမှာ5ပုံပဲရှိဒါကြောင့်မလို့ဒီကင်းရပိုကြီးတော့၅ဘိုင်း၇ဘိုင်းအနော်၇ဘိုင်း၅ဘိုင်းဆိုဒီလိုဖြစ်လာဟုတ်ပြီနော်ဒါကြီးတဲ့ကင်းတွေကငယ်တဲ့ကင်းတို့ကြီးတဲ့လက္ခဏာတက်ဆိုတော့အပေါင်းလက္ခဏာတက်မှာမလို့ဂွင်းနဲ့အပေါင်းဆိုပြီးလောက်เสียမလို့တော့အဲ့တော့ my equal ဆိုတော့ပိုင်းချင်းကြီးလည်း9435 9435 9449 49လေး49အနော9945 55 55 55 55နှစ်ဆယ်ငါဟုတ်ပြီအဲ့ခါကျတော့49တဲ့ကနေပြီးတော့25နှုတ်တော့24 35ပိုင်း24ပိုင်းရပြီနော် and go 1.25 minus 1.25 plus 3 3.4ဟုတ်ပြီဒါဆိုရင်ဒီ1.25ကိုဆံမှာတော့အရင်ဆုံးအပိုင်းကိန်းပြောင်းလိုက်မယ် minus 1.25ဆိုတာ၄ပုံပုံလို့တပုံကိုပြောတာအဲ့တော့ဆံမှာဒီလိုလေးရှင်းလိုက်ဒါဆံမတော့ပထမအဆင့်ပြောင်းတာပဲရှိသေးတယ်ဟုတ်ပြီနော်အဲ့ခါကျတော့ဘယ်ဒီလက္ခဏာမတူဆိုတော့နှုတ်မယ် နောက်တာတေးချပြီးကျွန်မတို့နှုတ်ပေးရမယ်ဒါပေမဲ့လက္ခဏာဘာလဲခဏာတက်မလဲဆိုတော့ခြိလိုက်တဲ့အခါမှာဒီဒါက1ဒါက3ဆိုတော့3အာဒီ4/3က3 3/4ကပိုကြီးတယ်ဆိုတော့လက္ခဏာအပေါင်းပဲလာမယ်ဟုတ်ပြီနော်အဲ့ခါကျတော့ဒီ3 4/3ထဲကနေ1 4/1ကိုနှုတ်ပေးမယ်လက္ခဏာအပေါင်း8 3 2 2အပေါင်း3 5 sorry ဒီမှာတစ်ခါလေးဒီလိုနှုတ်ရင်လည်းရတယ်ဟုတ်ပြီနော် အဲ့တော့15တွေပါရင်မလုပ်ပဲနဲ့လှုပ်လိုက်လည်းရတယ်။3တွေကတက်ကွန်တော့နှစ်။ဒါ4ရဲ့4ရဲ့ပိုင်းချီတူတော့4။3တွေကတက်ကွန်တော့နှစ်။အဲ့တော့နှစ်တလီနှစ်နှစ်နဲ့လီလေးဆိုတော့အဖြေက2 1 2ဆွေးမရမယ်။ဟုတ်ပြီလားဒီလိုမှမဟုတ်ပဲနဲ့ဆမ်မိုဒီအဆင့်ကိုတစ်ခါတည်းမသွားခြင်းဘူးဆိုရင်လည်းပဲပိုင်းချီညှိခြင်းနဲ့ဆိုရင်ညှိလို့ရပါတယ်။အော် sorry ပိုင်းချီကတူပြီးသားကင်းရောင်ပြောင်းခြင်းနဲ့ဆိုရင်လည်းရ၄၃၄၁၂၁၅၁၅၄ဒါလေးတက်၄၅ ဟုတ်ပြီနော်အဲ့ခါကျတော့15ရက်က9အောင်တော့တက်10 10ပိုင်း4ပိုင်းအဲ့တော့4 10ကို4နဲ့စား4နဲ့4ရှေ့နှစ်ကျင်4ဆိုတော့နှစ်တက်4နဲ့နဲ့4 2 1 2ဆိုပြီးတော့ရမယ်ဟုတ်ပြီလားဘယ်လိုသွားသွားရပါလဲဒါကတော့တစ်ခါလေရောက်သွားတာပါနော် နောက်တော့နံပါတ်6နံပါတ်6က5 7 2.7 minus 19လက္ခဏာမတူဆိုတော့ဆရာမလုပ်ပေးရမှာသိချတယ်ဆိုတော့အဲ့လိုလက္ခဏာတခြားလိုက်ပြီးကြီးတဲ့ကိန်းရနေခဲ့တဲ့ကိန်းဦးနှုတ်မယ်ဒါက16ဒါက5ဆိုတော့16ကပိုကြီးတာဆိုတော့16အနုအဲဒီ minus 5 2.7ဆိုမှရေးလိုက်အဲ့တော့ဒါက19 minus 95 35 36 39ဒီလိုလေးရမယ် ။အဘနာတော့နှုတ်ခွအတွက်ဆိုရင်သူ့ကိုပိုင်းချိန်ညိပေးမယ်။ဒီအောင်မှာတစ်ရှိတာဆိုတော့သူ့ကိုခွန်နဲ့မျှဆိုတော့ဒါပိုင်းချိန်ခွန်ရမယ်။၁၉၊ခုနှစ်လီ133အနုခွန်တုံးခုနဲ့38ရသွား။အပြင်တော့ဒါဆိုရင်133ထက်39ကိုနှုတ်လိုက်မယ်။ဒါပြင်မှာနှုတ်လိုက်မယ်ပေါ့နော်။39 30ရက်9ကိုနှုတ်တော့3ကျန်303 sorry ဟုတ်ပြီ303ရက်က6ဒါက2 7ထဲက ်ပုံဝန်တော့ကို96ဆိုလို့ရတယ်အဲ့တော့ဒီက96ကိုခုနှစ်နဲ့အပြည့်မှာစားမယ်လက္ခဏာကိုဆရာမတို့စဉ်းစားကြည့်တဲ့အခါမှာလက္ခဏာက ခုနကလေးရရပြီးသားဒီကအနှုတ်ဖြစ်နေတဲ့အခါကျတော့လက္ခဏာဒီခွေးလေးနဲ့အနှုတ်လက္ခဏာတက်ပြီးမယ်ဟုတ်ပြီနော်အဲ့တော့ဒီလိုလေးလက္ခဏာတက်မယ် ရမှာကအနှုတ်နဲ့အဖြေရမယ်ပေါ့နော်အဲ့တော့ဆရာမတို့ကဒါကိုခုနဲ့စာကြည့်လိုက်မယ်ခုနဲ့တလီခွန်ခုနဲ့တလီခွန်ဆိုတော့ကျမာဒီ26ဆိုတော့ခုနဲ့327ဆိုတော့၅ကျန်မယ်ဟုတ်ပြီနော်အဲ့တော့73ခုနှစ်ပိုင်းငါးပိုင်းဆိုလို့ရပြီဟုတ်ပြီနော်73ခုနှစ်ပိုင်းငါးပိုင်းနောက်တစ်ခုနံပါတ်ခုနှစ်က -5 2 by 3 -11 by 3ဟုတ်ပြီလက္ခဏာတူတယ် လက္ခဏာတူလို့ရှင်ဆရာမတို့ကပေါင်းပေးမယ်တူတဲ့လက္ခဏာကိုတက်ဆိုတော့လက္ခဏာအနှုတ်လာမယ်တူတဲ့လက္ခဏာတက်တော့အနှုတ်လာမယ်ဒီလိုလေးလာမယ်ပေါ့လက္ခဏာတူရင်ပေါင်းတူတဲ့လက္ခဏာကိုတက်ဆိုတော့အနှုတ်အဲ့ခါကျတော့ဆရာမတို့ပေါင်းမဲ့ဂိမ်းဒီ5 3/2နဲ့11/3 11.3ပေါင်းမှာဖြစ်တဲ့အတွက်ကြောင့်အရှိအနောက်မလို့ထားထားရနှုတ်တဲ့ချိန်ကြမှာလားဆရာမတို့ရှေ့မှာကြီးတဲ့ဂိမ်းကိုထားပေးရင်ပို့ပြီးတော့အဆင်ပြေတယ်အနှုတ်9345 15အပေါင်း2 အဲ့တော့15ပေါင်းနဲ့ဆိုတော့စက်ခွန်ရပြီနော်အဲ့တော့ဒီကဒသမကိုဆရာမတို့က7ကတော့ရှေ့မှာ7ရှိမယ်အနောက်ကဒသမ3ဆိုတာဒီ30ပုံပုံရင်3ပုံဟုတ်ပြီနော်30ပုံပုံရင်3ပုံဆိုတာဒသမ3ဆိုတော့11 10 by 3ဆိုရင်ဒီလိုလေးရလာမယ်11 3 by 10ပေါ့နော်အဲ့တော့ဂွင်းလေးနဲ့ဒီလိုရေးမယ်အဲ့တော့ စမတူကိယောင်အဖြစ်ပြောင်းမယ်အစွန်း plus တဆယ်ဒီ7နဲ့တဆယ်နဲ့မြောက်အဲဒီမှာဆမမိကုန်ကူတာလွယ်သွားတယ်5 5 by 2ဟုတ်ပြီနော်ဆိုတော့ငါက20 26 29 27ဖြစ်မယ်ဆိုတော့ဒီမှာပိုင်းချီရငါဒါက20နဲ့ခွန်ဟုတ်ပြီနော်ဆင်မ3နဲ့တွေ့ရင်တော့ဘယ်လိုမှပိုင်းချီညိလို့မရတော့ဖြစ်နေမှာ အဲ့ဒါဆိုတော့7 10 7 10လေး110 110အပေါင်း3 130နဲ့3ဆိုတော့ဆရာမအပိုင်းကြီး10 133ဆိုပြထားလိုက်ပြီအဲ့ခါကျတော့ကိရိယာရယ်နော်ခုနဆရာမဒီမှာစာရေးတာမှားနေတာအဲ့တော့ပိုင်းကြီး9နဲ့ဆိုရင်ဆရာမတို့ဒီ9ကိုနည်းနည်းမြောက်လိုက်လို့ရှိရင်9နဲ့4 10 28နဲ့4 54 အပောင်းဒီဘက်မှာလည်း10 130နဲ့3ဆိုတော့ပိုင်းခြေတူသွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့ဆရာမတို့ကသူ့ကိုပေါင်းလိုက်တော့မယ်အနုပ်ပိုင်းခြေက10 133အပောင်း54ဆိုတော့4ရက်3ရက်ကခွန်9ရက်10ရက်က6 160နဲ့ခွန်အဲ့တော့160ခွန်က10 16လေးရမယ်10 16လေး160ပြီးတော့7 10ပေါ့နော် -16 7 by 10ဆိုပြရရရပြီနော်အဲ့တော့အရင်ဦးဆုံးတော့လက္ခဏာပါပဲ10နဲ့အပိုင်းကင်းနေရှင်းတာကလေးတို့ရပါတယ်နံပါတ်၈ကိုကြည့်အောင် -58 -3 8 by 9ဆိုတော့လက္ခဏာတူတယ်လက္ခဏာတွင်ပေါင်းမယ်ပြီးတော့မှတူတဲ့လက္ခဏာကိုတဲဆိုတော့အနုတ်ဖြစ်မယ်ဟုတ်ပြီနော်ပေါင်းမှဖြစ်တဲ့အတွက်ကြောင့်မလို့ဆရာမတော်ကဒီကြီးတာငယ်တာကြီးစာမရှိဘူးဒီတိုင်းလေးပဲတို့ရဲ့ပဂတိတန်ဖိုးတွေကိုရှင်းလိုက်မယ် အဲ့ခါကျတော့ minus 58နဲ့3နဲ့ပေါင်းလိုက်လို့ရတယ်။ဟုတ်ပြီနော်58နဲ့3နဲ့ပေါင်းအပိုင်းကိန်းကိုရေးလိုက်ရုံပဲ။အဲ့တော့58အပေါင်း3က61 9ပိုင်း10ပိုင်းအဲ့တော့ -61 8ပိုင်း9ဆိုလို့ရတယ်။ရပြီနော်။အဲ့တော့ကျန်နေတဲ့ဒီက1.6ပေါ့နော်။ပေါင်းချင်းဆိုင်ရာကုန်တက်တည်တွေကိုဆင်မှာနောက်ဗီဒီယိုတွေမှာဆက်ပြီးတော့ရှင်းပြပေးပါမယ်။ခုလိုဒီအဆုံးထိနှာထောင်ပေးတဲ့အတွက်ကျေးဇူးများကြည့်တင်ပါတယ်ရှင်။နားလည်တယ်ဆိုရင်လည်းနားလည်တဲ့အကြောင်းကို comment box လေးမှာရေးပေးခဲ့ပါရှင့်။ ကျေးဇူးများတင်ပါတယ်